်မင်္ဂလာပါရှင်ကျမတို့ဖူးဤဤနယ်ပါ DV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါစကိုင်းတိုင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခနာကတန်တူတန်ဇဝယ်တဲ့ဆိုင်မှာစက်တင်ဘာလ23ရက်နေ့နေ့လယ်ပိုင်းကပစ္စည်းအဟောင်းထုခွဲရင်းမိုင်းပေါက်ကွဲခဲ့လို့ဆိုင်ဝန်ထမ်းတယောက်သေဆုံးပြီးတော့ဆိုင်ပိုင်ရှင် အပါအဝင်နှစ်ယောက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် မုံရနာမခန့်နေမြေတဲ့ကတုံနောက်ချွန်ဂိတ်နားမှာရှိတဲ့ကောင်းကောင်းတန်တူတန်စအဟောင်းဝယ်တဲ့ဆိုင်မှာပောက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီးအဲ့ဒီနားမှာကစစ်သားနဲ့ရဲတွေထိုင်တဲ့ဂိတ်လည်းရှိပြီးတော့နားမခန့်နေတဲ့နေတယ်လို့အမိမဖော်လို့တဲ့မုံရမျိုးကန်တယောက်ကပြောပါရယ်ကောင်းကောင်းတန်တူတန်စအဟောင်းဝယ်တဲ့ဆိုင်ပိုင်ရှင်ဟာစစ်မှုထံဟောင်းတယောက်ဖြစ်တယ်လို့လည်းသိရပါရယ်ဒါကြောင့်အဲ့ဒီဆိုင်မှာစစ်သားတွေလာရောက်တဲ့ဖြုတ်ထားပြီးသားမိုင်းတွေကိုတန်တူတန်စအနေနဲ့ပြန်ဝယ်ရမျိုးရှိပြီး သူဆိုင်ဝန်ထမ်းကလည်းမိုင်းမမသိပဲထုခွဲလိုက်ရင်ပောက်ကွဲသွားတာလို့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတယောက်က DVB ကိုပြောပါရယ်။အဲ့လိုမိုင်းပောက်ကွဲမှုကြောင့်ဆိုင်ဝန်ထမ်းတယောက်ဖြစ်တဲ့ကိုထွန်းစော်လင်းသေဆုံးခဲ့ပြီးဆိုင်ပိုင်ရှင်နဲ့အခြားဝန်ထမ်းတယောက်လည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါရယ်ရှင်။ စတီရီယိုခေဦးကာလာကလေးကနာမည်တလုံးနဲ့ခိုင်ခိုင်မာမာယက်တီလာခဲ့တဲ့ဂီတပညာရှင်ဗီတာခီညိုဟာစက်တင်ဘာလ25ရက်နေ့မနက်9နာရီအချိန်မှာရန်ကုန်မြို့နေအိမ်မှာကွယ်လွန်သွားခဲ့ပါတယ်။လူကြီးယောဂာနဲ့နေအိမ်မှာပဲဆုံးပါသွားခဲ့တာဖြစ်တယ်လို့ဗီတာခင်ညိုရဲ့တူတော်ဆက်သူကိုနန်တာကပြောပါရယ်ဗီတာခင်ညိုဟာຫນွေသချင်းအပါအဝင်ဒီဇင်ဘာနဲ့နဲ့ခင်ຫນွေမာဆိုရင်မာပြမြက်ခွာညိုစတဲ့အောင်မြင်ကြော်ကြားတဲ့တေးသချင်းပေါင်းများစွာကိုတည်ဆုခဲ့ပြီးတော့ ဒေသချင်းပေါင်း100ကျော်နဲ့ဒေသစီရီအခွေပေါင်း20ကျော်ကိုတည်ဆုခဲ့ပါတယ်။ဗီတာခင်ညိုရဲ့နှွေမြခွာညို အလွမ်းတချင်းနှွေမာဆိုရင်မာပြကျွရှင်လေကားရင်စတဲ့တချင်းတွေကတော့လက်ရှိအချိန်အထိရေပန်းစားနေစေဖြစ်ပါတယ်။ဗီဒါခင်ညိုကွယ်လွန်ချိန်မှာ အသက်80ရှိပြီဖြစ်ပြီးတော့ဇနီးနဲ့တား၃ယောက်ကျန်ရခဲ့ပါတယ်။ဗီဒါခင်ညိုရဲ့နာယီအခန်းအနားကိုစက်တင်ဘာလ28ရက်နေ့မွန်လွဲတနအိခွဲရန်ကုန်မြို့ရှိရေဝဲတုတ်တံမှာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ အာလင်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာရပ်ပေါင်း60ကျော်သာကျန်းရှိတော့တဲ့အတွက်နိုင်ငံရေးပါတီတွေရဲ့မဲဆွယ်စည်းရုံးရေးအစီအစဉ်တွေဘယ်လိုရှိနေကြပါသလဲဒီအကြောင်းကိုတော့မြတ်သစင်ကသတင်းပေးပို့ထားပါတယ်ရှင်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်စတင်အာနာသိန်းစစ်တပ်ကဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်ပါတီအသီးသီးကဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလေလောင်းအမည်စင်းတင်သွင်းတာကိုစတင်ဘာလ10ရက်ကနေ22ရက်အထိသတ်မှတ်ခဲ့တာဖြစ်ပြီး တင်သွင်းထားတဲ့ကိုယ်စားလှယ်လောင်းအမိစင်းတွေကိုစက်တင်ဘာလ23ရက်ကနေအောက်တိုဘာလ4ရက်နေ့အထိစစ်စစ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ရှိနေတာပါရွေးကောက်ပွဲကျင်းပဖို့ရပ်ပေါင်း90ကျော်သာကျန်ရတာကြောင့်မဲဆွယ်စည်းရုံးရေးအတွက်နိုင်ငံရေးပါတီတွေဘလို့စီစဉ်ထားကြပါသလဲကိုယ်စားလှယ်လောင်း984ရောက်အမိစင်းတင်သွင်းထားတဲ့ရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ကတော့မဲဆန္ဒနဲ့400ကျော်မှာပါဝင်ရှင်ပြိုင်မယ်လို့ ါတီဥက္ကဋ္ဌဦးဆိုင်အိုက်ပေါင်းကဆိုပါတယ်။ယူအီစီကမဲဆွယ်စီယုံခွင့်ပြူတာနဲ့အွန်လိုင်းကနေမဲဆွယ်သွားဖို့ရှိတယ်လို့လည်းသူကဆိုပါတယ်။မဲဆွယ်ဖို့ကယူအီစီကကြေညာမှာပေါ့နော်။သူတို့သူတို့ကြေညာမှာကျွန်တော်တို့ဟာလို့ဥစ္စာပေါ့မဲဆွယ်မှာပေါ့။အဓိကတော့ဟုတ်တယ်အွန်လိုင်းကပဲမဲဆွယ်မှာညာမှာ။ပြည်သူပါတီအနေနဲ့ကတော့မဲဆွယ်စီယုံရေးအတွက်အပြည့်အဝစီယုံနိုင်မှုမနေ့ရုံးကန်စူးစမ်းရမှာဖြစ်တယ်လို့ ပြည်သူ့ပါတီဗဟုအလုံးမှုဆောင်ကော်မတီဝင်ဦးကျော်ကျော်ထွေးကဆိုပါတယ်ကျွန်တော်ဒီအရေးချဖို့ဒီချမ်းမြောက်ကိုကိုကိုချင်းစီနေနေရတော့နေရရှိရောနော်ဒါပေမဲ့ဒီကြောင်တော့ကျွန်တော်ဒီကြောင်မဆောက်ရောဟိုမင်းကြီးလက်ချက်ရတယ်လူကြီးလည်းများတာပါကျွန်တော်ဒီတူပြိဟာကလာတယ်မှာဟိုတမတဲ့တမတဲ့ဟိုကြီးတော့ဘာလဲကျွန်တော်ကျွန်တော်ဘုံနေတာဟို ပြီးတော့ဒီလိုနဲ့တော့ကျွန်တော်မနေ့ကဝင်ကြိုးစားလာပါဆိုင်ကယ်လည်းကျွန်တော်ကိုပြီးပါရင်ပြကြထောက်ကိုဆင်းရထားပါပြည်သူပါတီအနေနဲ့လဲမဲဆွယ်စည်းရုံးရေးတွေစတော့မယ်ဆိုရင်တော့အွန်လိုင်းကိုအ धिक အားပြုသွားမယ်လို့ဆိုပါရယ်မြို့ကနေကြေးလက်အထိတုံးဆွဲနေတဲ့ Facebook နဲ့ TikTok စတဲ့ social media တွေကို အသုံးချပြီးစည်းရုံးမှုစီစဉ်ထားတယ်လို့လည်းဆိုပါရယ်စစ်အုပ်စုဟာပြည်သူလူထုရဲ့သတင်းလွတ်လပ်ခွင့်ကိုထိန်းချုပ်တဲ့အနေနဲ့ လူတိုင်းနှိပါသုံးဆွဲတဲ့ Facebook ကိုကန့်သက်ပိတ်ပင်တာတွေပြုလုပ်ထားပြီးအစဉ်ပြေပြေသုံးဆွဲနိုင်ဖို့ဆိုရင် VPN ခံပြီးသုံးဆွဲနေရတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ30ရက်နေ့ကစတင်အသက်သွင်းလိုက်တဲ့ Cyber လုံခြုံရေးဥပဒေမှာဆိုရင်လေပြဋ္ဌာန်းချက်တွေဟာတိကျရှင်းလင်းမှုမရှိဘဲဖုန်းထဲမှာ VPN ပတ်မပတ်ကိုစစ်ဆေးပြီးဖမ်းဆီးတာအရေးယူတာငွေတံပေးဆောင်ရတာတွေလည်းရှိနေပါတယ်။ဒီလိုအခြေအနေမျိုးမှာ Facebook လို့ online platform ကနေမဲဆွယ်စည်းရုံးရေးလောက်တာကဥပဒေနဲ့အညီကန့်ညီမှုရှိမရှိဆိုတာဝီရောဒီဖြစ်လို့နေပါတယ်။အဲ့လိုကျွန်တော်မသိဘူးပါလို့ဟိုတခြားနေရာမှာရှိရတိမှာပဲ။ဟိုသူပြိပင်းနေတာဒီရန်ဆိုင်တုံးနေဒီရန်ကိုပြိတယ်ပြိရင်ဘယ်တော့မရနိုင်ရဲ့ဒီရန်ကိုရောင်းချပြီးနေရလဲဒီ Facebook online တွေရောင်းချပြီးနေတာလည်းအားလုံးပြိနေကြတာပဲ။အဲ့ပြိနေကြတဲ့နေရာမှာဟိုအားလုံး တောင်ဝဲတုံးပြီလာတော့အမရှိမှုပါနာတော့မရှိသေးဘူးတော့ဤဝဲရဆိုလို့ရှိရင်လည်းသူတို့ဒီခေါင်းပေါ်မှာတရင်ချက်ချရပါနာတော့ဤရရှိတယ်ဒီလိုဖြစ်ဖို့တရားကိုခွန်ပြီးတဲ့ဖိကိုတုံးပြီးရေးရတော့မတွေ့နေသေးဘူး SNDB ဥက္ကဋ္ဌဦးဆိုင်အိုက်ပေါင်းကလည်း Facebook ကနေမဲဆွဲတယ်ဆိုတာကတရားဝင်မှုရှိမရှိဆိုတာယူအစီနဲ့ဆိုင်တယ်လို့ဆိုပါတယ် Facebook ကလည်းမဲဆွဲတယ်တရားဝင်တယ်မဝင်တော့ယူအစီနဲ့ဆိုင်တယ်လေ ခု Facebook တခုလည်းရှိတယ်မှာမဟုတ် TikTok လည်းရှိတယ် Instagram လည်းရှိတယ် YouTube လည်းရှိတယ်လေဟုတ်တယ်မလား TikTok တော့မှရှိတဲ့လူက TikTok တော့မှ Facebook ထက်ပိုများတယ်သူသူကြည့်ရတယ်လေသူတို့ကြည့်တဲ့ပုံစံလေ TikTok ကပို့ပြီးတော့ဟောတာဖြစ်တယ်လူကြည့်များတယ်နောက် YouTube လည်းရတာပဲလေနော်လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲမှာလွှတ်တော်၃ရက်အတွက် စုစုပေါင်းမဲဆန္ဒနဲ့912ခုမှာရွေးကောက်ပွဲပြုလုပ်မယ်လို့ UEC ကထုတ်ပြန်ထားပါတယ်။အနာသိစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုရောင်ရွေးကောက်ပွဲဖြစ်တယ်လို့မျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လိုင်းရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ကျမနေသိစင်ပါရှင်။ဒီဗီယိုမြင်တန်ကြရနောက်ဆုံးရသတင်းတွေကိုရှုစားကြရပါကျမတို့ဖူးအီအီနွယ်ပါကြီးစုနာဆင်ပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် you <music>